ခုကျွန်တော်ပြောခဲ့လို့ပဲအထိုးအကြခန်းနာအဲ့ဒီလေးချက်ပြည့်စုံပါမယ်မပြည့်ဘူးအဲ့ဒီဟာပြည့်စုံတဲ့လူချမ်းအစ်စ်မှာဒဏ္ဍာရီချက်ဘူးမှမကင်းဘူးဒီဥစဉ်လေးရောက်ဆုံးတော့ဒဏ္ဍာရီချက်တရားဥပမာမကင်းပါဘူးဟုတ်အောက်ဆုံးတော့ အလူရှင်ကျွန်တော်ဒါရိုက်တာကိုတက်ပါနော်ကျွန်တော်ဒါတက်ကြီးလို့ခေါ်တာပေါ့အော်မွေးလေးရှင်ကမြန်မာလေးကမဆန္ဒလင်းဟုတ်ကဲ့တို့ရဲ့အလူရှင်ဟူးအေးလိုက်ပါလေနဲ့နောက်ပြီးတော့နော်အခြားသောအလူရှင်တွေလည်းပါရှင်လည်းပါမှာပါဘူးဦးစင်းတို့ကတော့မသိဘူးပေါ့နော်အဲ့တော့ဒီသာသနာပေါင်းမှုဒေါ်လာပါရဟန်းအဖြစ်နဲ့မွေးလေးရှင်ပေါ်ဆုံးပေါ်ခဲ့လေးပေါ့လူလုံးတို့ရဟိုလေးကုသိုလ်ရအောင်နော် ိုလူကျော်တွေကိုနန်းကန်အဲ့ဒီအလှူအတွက်အားလုံးတော့ကမကရလာပြီးတော့ဝိုင်းဘူးပူညီပေးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်ဒီဒိုလဘယဟန်ဆိုတာဆရာတော်ကြီးဟောတယ်လို့အမှန်တန်ခက်ခဲခက်ခဲတဲ့အရာခက်ခဲတဲ့အရာကိုရအောင်လုပ်ယူရတယ်ဆိုတာလေဘုထုငွေကြီးရောလူအင်အားရောအချိန်ရောအကုန်လုံးအကြောင်း၃လေးပါတိုက်ဆိုင်တော့မှာ ရှင်ပြုတွေအလှူတော်မင်္ဂလာတွေရဟန်းကရှင်ပြုတွေဆိုတာရတယ်အထမြောက်တယ်ရခဲ့တယ်အဲကြောင့်မလို့ဥစဉ်ကတော့အခုလိုရခဲ့တဲ့ဒေါ်လမကိုရတဲ့အချိန်ကြီးအတိုင်းတိုင်းမှာအဲ့ဒီလိုတိုက်ဆိုင်ပြီးအခုလိုဝက်လိုက်တာအမတန်မှဒီနေ့ဘုရားမင်္ဂလာရှိတဲ့နေ့ကြီးကျယ်မြင့်မြတ်တဲ့နေ့နောက်တော့ကုသိုလ်ဒါနတွေအလှရှင်တွေရတယ်အများကြီးပွားများတဲ့နေ့ဆရာတော်ဖရာကြီးဟောတယ်လို့ပေါ့နော်ဒီနေ့ဟာဘာလဲဆိုကုသိုလ်တွေရပြီးတော့နိဗ္ဗာန်တကားပိတ်တဲ့နေ့ပါပဲမင်္ဂလာမင်္ဂလာရှိပါတယ်အလှရှင်တွေပူဇော်လဲ အထူးကျေးဇူးတင်ပါနောင်လဲအလှရှင်တွေအလှဒါနတွေပြုမယ်ဆိုရင်ကိုလူကျော်တဲ့မဟုတ်ပါဘူးအခြားသောရုပ်ရှင်လောကသားတွေအခြားသောဝိချင်းတဲ့လူတွေအပြင်လောကမှာအများကြီးရှိပါတယ်လို့နော်အလှရှင်တွေလည်းဒီစကားလေးပြောပါပြောကြလို့ပါဟိုလူချမ်းပိုင်ရဲ့ဦးကျော်ပြောခဲ့လို့ပဲအထိုးအကြခန်းနာအဲ့ဒီလေးချက်ပြည့်စုံရမယ်မပြည့်ဘူးအဲ့ဒီဟာပြည့်စုံတဲ့လူချမ်းအစ်စ်မှာ တန်ရတန်ချက်ဘူးမှမကင်းဘူးဒီဦးစင်းလေးယောက်ဆိုတော့တန်ရတန်ချက်တရားဥပမကင်းပါဘူးဟာဒီငွားကြတော့တနာလေးတော့မေ့သေးမလို့အဲလိုကြောင်းနှူးနှူးရာမတ်တမဲကြီးကဖြစ်တယ်ဖြစ်တဲ့ခါကျတော့ဟောကိုအတော့ကြာလို့လားမဟုတ်ဘူးကိုလည်းတန်ရတန်လောက်တော့ကောင်းအောင်အရင်သိအောင်လုပ်တာပေါ့နော်ဒါပေမဲ့ကြည့်တော့ဘယ်လိုမှမတတ်နိုင်ဘူးကိုယ်ကတော့ကိုယ်ကတော့မင်းသားမင်းမီးကိုအထီးမခံဘူးလေအထီးတယ် မလုံဘူးကိုပဲခါလာကိုပဲခါလာမင်းသားတက်လက်ဆိုလေဒီလိုထိုးမယ်ကြိတ်မယ်ဒီဆွဲပြီးတက်လက်ပဲဆိုလူကိုတစ်ခါဆွဲလို့လူတိုက်တယ်အောက်ကနာရောအဲ့သွားတယ်အောက်ဆုံးလာအဲ့လိုလှုပ်ချရတယ်အဲ့မင်းသားတယောက်နာမည်တော့မပြောပြရတယ်ကိုဥသာငါးတယ်လုံးကြီးနဲ့သူကစိတ်ပါလက်ပါပြောတာစိတ်ပါလက်ပါမင်းသားရဲ့ဖြစ်ပါဟာတော့တမင်စိတ်ပါလို့တမင်လှုပ်တာတော့မဟုတ်ဘူးပေါ့နော်မတော်တဆောက်ပေါ့ဒါပေမဲ့မတော်တဆောက်ကတော့ ကွဲသွားပြီပေါ့ကွဲသွားပြီနေရာနဲ့တတိကျတော့ပတ်ဒီနဲ့ပေါ့ဟိုအရင်ကနေချိန်မင်းသားလေးပေါ့နာမည်သုံးလုံးနဲ့သူ့ထိုးခိုင်းတာအဲ့တော့သူဘယ်လိုထိုးလိုက်ကြမသိဘူးသူ့လက်တီးကတော့သူပြန်ထိုးပြီးသွားတာသူလဲပြောတကယ်ရည်စရာကောင်းတယ်ဆိုထိုးတက်တဲ့ကကျတော့ကျုပ်မင်းသားရဲ့ပတ်ပြီးဟိုဒီကောင်မှာဟာကျတော့ထိုးလိုက်တယ်သူ့လက်တီးကတော့သူကောက်ပြီးထိုးထိုးတာ ဟာဟိုဟာလေဘယ်လိုတော့ဟေးအဲ့လိုအဲ့ဒါမျိုးတွေရှိတယ်သူကတော်ကြိုးမင်းသားတွေကဟိုကောင်ကဟိုရိုက်တဲ့ချိန်ကျမှကောက်ကိတ်ပြီးတော့တင်လိုက်တယ်ပေါ့လေနော်အဲ့တော့ဂျုံသူတို့ထိုးတဲ့ခါကျတော့သူတို့တိပါတဲ့ခါကျရင်အဲ့ဒီကျမ်းပေါ်ကသူကပြေးပြီးတော့အစီမပြေဘူးအဲ့လိုဟင်းဟင်းရဲတာသူဦးစင်းတို့ဒီကိုလူကျော်လေးယောက်ဆိုတော့အပြေကအနာကန် နောက်နောက်ပြီးတော့အပြောခံအဆူခံနေပါလို့နော်အပရိသတ်ကြီးလည်းအားလုံးနားလည်ပြီပါတုံလပဝတ်တဲ့အချိန်မှာပေါ့နော်တိလာရယ်စင်ကြယ်နေတဲ့အချိန်ဆိုလူစုကတောင်းမှာဆိုရင်လူမျိုးကိုအလုံးနဲ့ပတ်သက်ပြီးဘလို့စုမျိုးတောင်းချက်လဲမင်းသားဖြစ်ချင်တာပေါ့ဒီဘဝမှာလားနောက်ဘဝမှာလားဘဝဖြစ်ဖြစ်မင်းရောမင်းရောမင်းသားရစကဲမင်းသားလေဟုတ်တယ်အဲမင်းသမီးတွေကိုလုံးနောက်ပို့လာတာ ပြန်ကြီးပဲအဲအဲ့ဒီတော့ဒီလိုမီဒီယာတွေရောက်မှမရောက်ကြသေးဘူးနော်အဲ့တော့ရောက်လိုက်ရင်ပါအဲဦးကျော်ကစက်ကင်းမင်းသားဆိုတော့